နင်းသာရိုင်းနိုင်ဒေသကြီးတနင်းသာရိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်မွန်တော်လမ်းဘက်မှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းကနေနှစ်ရက်ဆက်တိုက်ပုံးချက်တိုက်ခတ်ခဲ့တယ်လို့တွန်လိုင်းရဲဘော်တွေစီကနေသိရပါတယ်။ဂျွန်လာဆက်ရှိရနေနေ့လယ်၁၂နာရီဝန်းကျင်လမှာဗိတ်လီတပ်စခန်းဌာနချုပ်ကနေလာတဲ့စစ်ကောင်စီတပ်ရဲ့တိုက်လေရင်ဟာတနင်းသာရိုင်းမြို့နယ်ရှိကြေချောင်းရွာနဲ့တေကုန်းရွာတွေဘက်ကိုဗိုလ်ချက်တိုက်ခတ်ခဲ့တယ်လို့ဒေသတွန်လိုင်းရဲဘော်တို့ကဆိုပါတယ်။ ဒါပြင်ဂျွန်လာ18ရက်နေ့ကလည်းတိတ်ခုံးရွာနဲ့အေးတာရရွာတွေဘက်ကိုဂျက်ဖိုက်တာနဲ့ဘုံသီးတွေကြက်ချတိုက်ခတ်ခဲ့တဲ့ပြင်ဆက်တနတ်တွေနဲ့လည်းပြစ်ခတ်သွားခဲ့သေးတယ်လို့အထက်ပါရဲဘော်ကဆက်ပြောပါတယ် စစ်တပ်ရဲ့နှစ်ရက်ဆက်တိုင်းဗိုလ်ချက်တိုက်ခတ်မှုကြောင့်ကြေချောင်းရကဖရဲကြောင့်ထိခိုက်ပျက်စီးသွားရပြီးတေခေါရဆန်တင်ကြောင့်လည်းကြေမွပျက်စီးသွားခဲ့တယ်လို့ဒေတာခန့်တွေရဲ့ပြောပြချက်အရသိရပါတယ်။စကောင်းစီတပ်တွေဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလလကစပြီးထိုင်းမြန်မာနယ်စပ်ရှိမောတော်ကိုတပ်ရင်းလမ်းပိုက်ကိုပြန်လည်စုံမရယူရေးအတွက်စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။ စစ်ကောင်စီတပ်တွေစစ်ကြောင်ထုံဝင်ရောက်တဲ့ခြေကားစပြီးမောနောနယ်ပဲရှိကျေးရွာတွေကဒေသခံတွေဘေးလော်ရွာတွေကိုထွက်ပြေးတိရှောင်ကစစ်ဘေးတိရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလကတနင်္သာရီအတွက်တွင်စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခတ်မှု၁၉ကြိမ်ထပ်မံရှိခဲ့တယ်လို့ FA5 တနင်္သာရီရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်ရှင်။